ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့တရုတ်ပြည်ဟာမဟာလာရေးလက်ကွပ်ຫນွေဦးတို့၏ညီညွတ်ပြန်သားမှုဖြစ်လာတော့ပြီးမန္တလေးစစ်စင်ရေးစသည်ဥပဒေ30ပြပြပါခဲ့တယ် မြတ်ကျော်မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ကဲရရှာဒရင်းနေလိုက်ကြည့်နေတယ်မလားယူကရိန်းကပြစ်မှာပြစ်ပါမလားပြင်ရောမင်းအောင်လိုက်ထိပါမလားဒီစိတ်တွေဖြစ်နေတယ်နောက်တစ်ခုက မြန်မာညီညွတ်ရေးအစိုးရကအန်ယူဂျီက period တွေအတွက်ဒေါ်လာ25ခန်းလောက်တုံးဆွဲလိုက်တဲ့အပေါ်မှာစည်းင်းနေလိုက်တွက်နေကြတယ်မလားကျွန်တော်သိတယ်တရင်တွေကိုတောက်လျှောက်လိုက်ဖက်ပြီးတော့အတွေးတွေများနေကြတယ်ပုံမှန်ရေးကိုလည်းအမြန်အောင်ချင်နေကြပြီပမောသိမ့်ပြီဆိုတဲ့တရင်တွေကြားချင်နေသလိုကင်းကကင်းချင်းထိုးစီကြီးဝင်လာပြီ DNA နေနဲ့မြောက်ပိုင်းညီနောင်၃ဘွဲက ်အာရခတ်တော်အေးကရခိုင် DNL ကပြင်ဦးလင်းကို MD1 PDF နဲ့အတူမန္တလေးကိုစစ်ဆာဒီလိုမျိုးတွေဖြစ်ချင်နေကြတာစိတ်ထဲမှာတလက်လက်နဲ့အောင်မွေးအရသာကိုခံစားချင်ကြပြီအောင်သမီးနဲ့ကြိုချင်နေကြပြီလားရန်ကုန်သိစစ်ချီပါတော့ရန်ကုန်ကိုစစ်ဝင်ပါတော့ရန်ကုန်ကိုအမြန်သိမ်းပါတော့ဒါမျိုးပြောချင်နေကြတယ်ဟုတ်ပါ ဒါတွေနဲ့အတူမှာနှစ်ယောက်တိုင်မဲ့သုံးယောက်တစ်ချင်အောင်ဆိုရဲခိုးဘက်ရက်ကကခိုးဘက်ရက်ကွက်ကကိစ္စပေါ့တိမိကြပြီလားကိုလူမျိုးကြောင့်နှစ်ယောက်တစ်ချင်အောင်သုံးယောက်တိုင်မဲ့ဟောပေါ့နှစ်ယောက်တိုင်မဲ့သုံးယောက်တစ်ချင်အောင်ဆိုတာပါလေစပွင်းကိုမမိုးခိုင်ကတရားဆွဲတဲ့ခွေးနှစ်ကောင်ကြိုက်တဲ့ကိစ္စစပွင်းနဲ့မင်းသားကြီး တတ်မယ်ဖြတ်မယ်တကယ်ကြီးကိစ္စအဲ့ဒါနှစ်ယောက်တအိမ်မက်သုံးယောက်တချင်အောင်ကိစ္စဘယ်လောက်စုနေရလိမ့်ရဲ့တဖက်မှာလဲကျော်စိုးဆိုတဲ့စာကလေးခေါင်းလို့အများကအမိပေးထားတဲ့သူကဗမော်မာတဲ့ PDF တီ KIA ဒီအလင်းဝင်နေဆိုပြီးอืมစိတ်အာသာဖြေရလေးကိုတွေ့ရပါသည်စစ်တကသူကိုနောက်တစ်ခါမဖမ်းအောင် အမျိုးစုံစိတ်ကြည်နှက်ဖွယ်ရာအာသာပြေသတင်းလေးတွေကို တင်ဆက်နေတာကိုကြည်ရင်တနာမိပါရဲ့ဘောမတိုက်ကိုတနာမိပြန်တယ်လို့ပဲစစ်ကောင်စီလက်အောက်မှာအမှုထမ်းနေတဲ့စစ်သားတွေသူတို့ရဲ့မိသားစုဝင်ကိုလည်းတနာမိပါရဲ့ဘလို့တနာတာလေလူမြတ်ကျော်ဆိုရင်အရှိပိုင်းတိုင်းစစ်ဌာနချုပ် ။ဟော sorry အရှိမြောက်တိုင်းစစ်ဌာနချုပ်။အရှိမြောက်တိုင်းစစ်ဌာနချုပ်မှာ MD ကတိမ့်ပိုက်ပြီးလက်နက်ကြအညာခံခဲ့တဲ့သူတွေပေဆုံးပြောက်ဆုံးသွားတဲ့အရာရှိစစ်တီတွေရဲ့မိသားစုဝင်တွေကိုတပြားမှမပေးပါဘူး။တပ်ပြည့်ပင်စင်လည်းမပေးဘူး။ခံစားဝင်ပါတစ်ခုမှမပေးသလိုလစာလည်းမပေးပါဘူးဗျာ။ဒီတရင်မျိုးကိုကြားကြည့်နေကြတယ် ဆိုတော့2024ခုနှစ်ဩဂုတ်လမှာလာချုပ်မြို့ရှစ်မြောက်တိုင်းစစ်ဌာနချုပ်ကိုတင်ပိုက်ခဲ့ပြီးနောက်လွတ်မြောက်ခဲ့သောကျင်းသူမိသားစုဇနီးများမိုင်းရဲ့တန်ရမ်းမှာအခြေဆိုင်တဲ့တက်များတက်မိသားစုများဆက်တွေ့တရင်ပေးပို့ပါတယ်တရင်ပို့နှစ်လအကြာမှာတော့အော်တိုဘာလ2024တေဆုံးပျောက်ဆုံးလက်နက်ချအညာခံကျန်ရည်သူဇနီးတာသမီးမိသားစုဝင်များဤ ခံစားခွင့်လစာတဝက်ထုတ်ပေးခဲ့တယ်။အဲ့တော့အော်တိုဘားလမှာထပ်ထုတ်ပေးတယ်လို့သိရပြီးမူလလစာတဝက်တဲ့။အဲ့တော့မတ်လနဲ့ဧပြီလကစပြီးထုတ်ခွင့်မပေးတော့တပြားမှထုတ်မပေးအဲ့တော့တည်လဲတည်ပေးရတယ်လက်နဲ့ချအညံ့ခံခဲ့ရတယ်စက်တုပ်ပန်းဖြစ်ရတယ်ဂုံတိတ်ခါလဲကင်းမဲ့ရတယ်ဓာတူမှာအသက်အာမခံခြေပါ အပအဝင် တပြားတစ်ချက်မှမပေးဘူးလို့စစ်ကောင်စီကလုပ်ပါတယ်ကြိုးရတာဖဆရလောင်းမှာအမှုထမ်းနေတဲ့အရာချိအရာကအချက်စစ်သေးတွေခင်ဗျားတို့ဘဝကကျွန်ထက်တပေါက်ဘဝကျွန်တပေါက်ဘဝကိုရှောင်နေတယ်လို့ခင်ဗျားတို့ကနှစ်ထပ်ကျွန်ကျွန်စကွဲရကျွန်ကျုတွေဖြစ်နေပါဟာဘယ်လိုလဲဟာ တခုကတော့မင်းအောင်လိုင်းမိသားစုနဲ့အထက်အရာရှိတွေရဲ့ဂျွန်းမဟုတ်ဗျာနောက်တစ်ခုကတော့တရုတ်ရဲ့ဂျွန်းမင်းအောင်လိုင်းမိသားစုဟာသူ့အကျိုးစီးပွားအတွက်တရုတ်မှာဂျွန်းခံဖို့တာဆူနေပြီတရုတ်ဂျွန်းစစ်တပ်အဖြစ်သွတ်သွင်းနေပါတယ်ဒီအချိန်မှာမင်းအောင်လိုင်းလက်အောက်မှာအမှုထမ်းနေတဲ့ရရှိကြကံအကျက်စစ်တီတွေကတော့ကျွံဝေရအစစ်ပါကျွံတပေါက်ဘဝပေါ့ငါတို့ပြည်သူလူထုကတော့တရုတ်ကျွံမခံဘူးမှတ် ငါတို့မှာရီမှန်းချက်ရှိတယ်ငါတို့မှာတန်တိတ်ထန်ရှိတယ်အင်းတော်ကိုသိမ့်မယ်ဗမော်ကိုသိမ့်မယ်ဝိုင်းမော်ကိုသိမ့်မယ်ရွှေတောင်ကပ္ပစာကိုသိမ့်မယ်ပြည်ဒါကစာကိုသိမ့်မယ်ကလေးဒါကစာကိုသိမ့်မယ်ငကြီးနာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဂျာမီမုံရွာနာမခဒူးထောက်ရတယ် ဝိုင်းပတ်ပိတ်ဆို့စစ်မှာနောက်ဆုံးတော့နန်းတွင်းဆိုတဲ့အလိုက်ပါလိုက်စစ်ဌာနချုပ်ဒူတုတ်ရှိခိုးရတဲ့ဘဝကိုရှက်ကိုရောက်ကလေးတစ်ဖက်မှာအရှိတောင်တိုင်းစစ်ဌာနချုပ်မော်လမြိုင်ကနေလေ PDF ပူပေါင်းတက်တင်နေတဲ့ပါတီတို့အမိုးတို့အတီးတို့အကျော့တို့ရဲ့တောင်ပိုင်းတခွင်မှာရှမ်းနေပါဂျုံတို့မှာစစ်ကြောင်းထုံးနေတဲ့စစ်ကြောင်းတွေကို တိုက်စဘူးအတိုက်ထူးတဲ့တမဟာခွန်ကပူပေါင်းတပ်တွေနဲ့ဖြတ်တိုက်ပါဖြတ်တိုက်လို့ဘာဖြစ်လဲသိလားခမရ၄၃ရက်တက်ရင်မူဘုံမူစိုးဝင်းအပါဝင်အကောင်30ဝဲချင်းပြီးတည်ချင်းစိုးခဲ့ပါတယ်ညင်းညင်းချင်းတက်လာတယ်ကျုံတို့ကိုယ်လေးကိုတစ်ချက်လှမ်းမိကြည့်ဟုတ်ဖန်တောင်ကလေးထောက်တကားကိုရိုက်ချိုးပြီးกินပြီနဲ့မြို့တော်ဖန်အံကို ောင်ပိုင်းစစ်ဒေသကကဲနယ်လီပူပေါင်းတပ်တွေကတင်ပိုက်ပြီးတမာတုံတမာငါကြောက်ကြီးမုံတခွင်ကတော့ကြောက်ကြီးမုံပဲနယ်ဂုံမသည်အလေပိုင်းတိုင်းစစ်ဌာနချုပ်တောင်မူစီကိုလာပါလိမ့်မယ်လာကိုလာလိမ့်မယ်လို့ကျွန်တော်ပြောနေတော့ကြုံပြတာအလံပြူထောင်မှုလုပ်တာမော်လမြိုင် လယ်ပိုင်း sorry အရှင်းတောင်တိုင်းစစ်ဌာနချုပ်အနိတာနေရတယ်ထင်တာလားရှော့ရိုက်တုံးတွေကပြင်းရင်အဝေးရောက်တယ်လို့ရှော့ရိုက်တုံးကိုအစ်စ်မြင့်ထားတဲ့လက်နက်တွေဒရုန်းတွေရွာချလိုက်နိုင်လို့ဇုံးဝင်းမှာခွေးပြေးပြေးရတဲ့အခြေအနေကိုတော့မမေ့ပါနဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်အချိန်မြေဒရုန်းမိုးရွာလို့ရတယ်ဆိုတာမမတော်ပါနဲ့ ဲ့တော့တော်ပိုင်းစစ်တေတာဖအံကြုံတို့ကော့ရိမြောက်ရီတခွင်မှာဖအံတောင်လေးထောင်ကျွန်တော်တို့ထောင်တကားတွေရိုက်ချိုးရပါလိမ့်မယ်ဖအံတောင်ကလေးထောင်ထဲမှာကျွန်တော်တို့ရဲ့တော်ကြီးကန်းစစ်ကြောင်းအစရှိရပါဗျာပြည်သူကာကွယ်တပ်ဖွဲ့ဝင်နိုင်ငံရေးအကျဉ်းသားပေါင်း900ကျော်လောက်ရှိနေပါတယ်တောင်လေးထောင်တကားဖအံထောင်တကားကိုရိုက်ပွင့်နိုင်ရင်အင်အား900တိုးမှဖြစ်တယ်လို့ ဖန်မျိုးရင်းကတမန်နေနဲ့လက်အောက်ခံတပ်တွေဟာလေလူသူအင်အားမရှိတော့တဲ့အချိန်ဒါကြောင့်မို့ဖန်မျိုးသိမ့်တိုက်ပွဲနဲ့အတူတောင်လီထောင်တကားကိုရိုက်ချိုးတထုံဘီလင်းပူပေါင်းတပ်တွေနဲ့ထပ်ပေါင်းပြီးစစ်တောင်းစားကိုပိတ်ချထားလိုက်ရင်ပြင်းပြင်းနဲ့လွမြောက်ပါနောက်ထပ်တဆင့်က စတောင်းတရားကိုပိတ်ချပြီးတကာလဝေါ်ဖျားကြီးဖျားလေးဝေါ်အဆရှိတဲ့ညောင်ခါရှိတကြောကပူပေါင်းတက်တွေတဲ့တက်မာတက်တက်မာနဲ့တက်မာ၃တက်မာ၅ကဲနလီ PDF ပူပေါင်းတက်တွေကညောင်ခါရှိခိတ်ကိုဖြူချပြီးဖျားကြီးဖျားလေးဝေါ်နေတကွာကြောက်ကြီးမုံပဲနယ်ကုန် ပကိုးမှဒီဂျန်ကုံစီတို့ဆိုတဲ့စစ်ကြောင်းမျိုးစစ်ချီစစ်ချီတန်တွေမကြခင်မှာမြင်လာရစီရရှိပါဆိုတော့တော်လံပြည်သူတွေအနေနဲ့ကမတိုက်ကြသေးဘူးလားတိုက်ကြပါလားအောင်ဝဲကိုလိုချင်နေပြီရန်ကုန်မြို့ကြီးကိုလာတိမ့်ပါတော့ကျွန်တော်ကြားပါတယ်တွေ့ပါတယ်မြင်ပါတယ်ကိုမတူဘူးလေဖတ်ပါတယ် ါပေမဲ့ကျွန်တော်ဟိုတနေ့ကညနေပိုင်း live ချက်ချင်းထားလွှင့်တဲ့အချိန်လေးကိုမှတ်မိပဲထင်ပါတယ်။စကြောင်းထိုးလာတာ။ဖစစ်တပ်ကိုဖျက်တိုက်ဖို့အတွက်ကြီးစံဘိုးတော်မရှိတော့လို့တယောက်ကိုကြီးစံလေး20 30နဲ့ခံပြင်းရင်ချက်ချင်းချွေးတန်တွှဲွှဲနဲ့နေပူကျဲတဲ့မှာ live မိတဲ့နေရာကိုပြေးလာကြီးစံဘိုးအလှခံရတာကိုမှတ်မိကြတယ်မလား။ ါပေမဲ့ NUG ကတော့ပေါက်ဈေးပါပဲတပြားမှမလျှော့ပါဘူးဒေါ်လာ25တန်ပြည်သူကာကွယ်တပ်တွေကိုကူညီထားတယ်လို့ထုတ်ပြန်ပါတယ်ထုတ်ပြန်မှုကိုကြိုဆိုပါတယ်ထို့သောတကယ်ပြည်သူကာကွယ်တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေစီရောက်ရလားဆိုတဲ့ကိစ္စကတော့စစ်စစ်စီချင်ပါတယ်အဲ့တော့ NUG ကဒေါ်လာ25တန်ကူညီတယ်လို့ထုတ်ပြန်လိုက်ပြီးမှတချို့ကစည်ရင်းတွေအတွက်အင်းတွေအတွက်အကောင့်တင်းတွေခေါ်ပြီး တရင်ပေါင်း300တရင်တရင်ကိုကျွန်တော်တို့တရင်ကိုဆိုရင်ဒိန်80 3လတစ်ချိန်နဲ့26ချိန်ရောက်ပါတယ်တွက်ကြချက်ကြလေဒီလိုအချိန်မျိုးမှာခင်ဗျားတို့ NUG ကိုမေခွန်းထုတ်ချင်နေကြတယ်မလားထုတ်ရပါလိမ့်မယ်မပူပါနဲ့ NUG ရဲ့ဝင်ကြီးဝင်ကလေးများသက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူများကျွန်တော်ဆက်သွယ်ပြီးတော့ တိုက်ရိုက် live ပြည်သူကမေးချင်တဲ့မေးခွန်းများကိုဖြေကြားခြင်းဆိုတဲ့အစီအစဉ်မျိုးရောက်အောင်လုပ်ဖို့ကျွန်တော်ကြိုးစားနေပါတယ်။အာမနာတမ်းမညာမတာမေးခွန်းထုတ်ပါ။တာဒီမိုကရေစီပဲ။တာဖက်ဒရယ်အနှစ်သာရပဲ။ဆိုတော့တော်မိုင်းခွင်ရှမ်းနေပြီလို့အသိပေးပါတယ်။တော်မိုင်းခွင်ကတက်လာရင်တော့ဘယ်ထိရောက်မယ်ဆိုတာခုနပြောပြထားပြီးသား။ဒီအချိန်မှာ ယူကရိန်းဒုံးမြန်များနဲ့ပြစ်ခတ်မှုကြောင့်ရုရှားမှာတရုတ်သမ္မတနဲ့မင်းအောင်လာရောက်ပြီးတိတ်မကြခင်ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။လေစိတ်ခီးစဉ်၄00ကျော်ဖြတ်သိမ်းလိုက်ရပြီးဘာတွေဖြစ်ကုန်လဲဆိုတဲ့အတွင်းသတင်းကိုတော့ကျွန်တော်ဆက်လက်သိစိတ်အတည်ပြုနေပါတယ်။ထိမှထိပါမလား၊တေးမှတေးပါမလား။ပြန်လာအောင်မလားဒီလိုအတွေးမျိုးတွေရှိနေတယ်ဆိုတာကိုလည်းကျွန်တော်သိပါတယ် ခင်ဗျားတို့နဲ့ကျွန်တော်ထပ်တူပါမယ်အဲ့တော့ဒီလိုအခြေအနေတွေမှာစစ်ကောက်စီဟာရာလဲကျင်စီကြက်လဲမောစီရသည်မြရသည်မြတကူတေပေါ်ညိနေတဲ့အချိန်မှာကျွန်တော်တို့ဗမော်မျိုးဒိန်းတိုက်ပွဲကြီးနဲ့ပတ်သက်ပြီးစစ်ကောက်စီဟာဗမော်မျိုးကြာသွားမှအင်မတန်ကြောက်ရွံ့တုန်လှုပ်ပြီးစစ်ကောက်စီလော်ဘီတိုက်နဲ့ နီးပေါင်းစုံတရင်ဖြတ်နေပါလေဗမော်မြို့မှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပြီးမနေ့ကတည်းကကျွန်တော်ပြောခဲ့တယ်လို့ရဟတ်အင်းနဲ့စစ်ကူအယောက်80ကပို့ပေးနိုင်ခဲ့တယ်လို့လက်နက်ခဲရန်တွေပို့ပေးနိုင်တဲ့အခြေအနေမျိုးတော့ရှိနေပါတယ်သို့တော့ကေအေပီဒီအက်ပူပေါင်းတပ်တွေရဲ့ပြင်းပြင်းထန်ထန်တောင်ပန်းနှစ်ဖက်ညက်ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စကခ27ထဲမှာဘာဖြစ်နေလဲသိလားဘာဖြစ်နေလဲသိလား လေချောင်းပြစ်ကူမလာတဲ့နေ့ဆိုရင်လေချင်းတွေကကြက်ပဲအဲ့ဒါကျွန်တော်ပြောတာမဟုတ်ဘူးတော့မြေပြင်ကကယ်ရင်ဗမော်ကကျွန်တော်တို့မိတ်ဆွေတယောက်ကိုကျွန်တော်လှမ်းပေးတော့ရဲဘော်ကြီးစစ်တပ်လော်ဘီတွေကတော့တရင်နေဖြန့်နေတယ်အဲ ဗမောင်မြို့မှာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုဟုတ်လားအချိန်လေးကဘလို့ရှိလဲဆိုတော့ကိုလိုမြတ်ကျော်ဟောတဲ့စကက21ကလေးတဲ့ကျွန်တော်ပြောပြမယ်တဲ့တယ်လီဂရမ်မှာတော့စကစနိုင်နေတာဗောဗျာတဲ့အကယ်၍များလရင်ပြစ်ကူမလာတဲ့နေမျိုးဆိုရင်တဲ့စကက21တဲကသူတွေကလေးတဲ့ချင်းတွေကကြက်လို့ပဲဖြားတဲ့ဒီလိုပြောပါတယ်ခင်ဗျားတို့မှန်းစကြည့်အဲ့တော့သူတို့ကချင်းချောက်လိုက်သေးတယ်ဗျာတဲ့ လေရင်ပြစ်တယ်နဲ့လာမယ်အဆူတက်ဒီကိုထုတ်သုံးပြီးတိုက်လေနဲ့ပြစ်မယ်ပေါ့ဖြစ်ပါတယ်ဘုံကျဲမှုမှန်သမျှဟာလဲဗျာတဲ့သူ့လူသူရွေးကျဲသလားမှတ်ရလောက်အောင်ညီပြမာလေးတဲ့ခမခေါ်ပြကျင်လိုက်တာဗျာတဲ့ထပ်နေရပဲလောင်းနေထပ်နေရပဲဘိုက်ကြီးတွေပါမကျန်စစ်ထွက်တိုက်ခိုင်းနေရတဲ့စကကခ27အခြေအနေကို စိတ်ကူးရင်ပြီးမျောလိနေတဲ့ Telegram ကအစာကလေးခေါင်းနဲ့ဘောမလော်ဘီတတိုက်ထပ်ပြောလိုက်မိတော့တိတ်ချမှတ်သွားဘောပင်နဲ့စာအုပ်ယူအစီငှက်သာအိုက်တိုင်းချင်းလေပြစ်ကူမလာတဲ့နေ့ဆိုချင်းတဲ့ကချက်တွေလိုပဲရမယ်မင်းတို့ဘလောက်လေရင်ပြစ်နိုင်လဲပြစ်သမျှဘုံကျဲသမျှလေရင်တိုင်းဟာလေသူ့လူသူကြီးပဲရွေးချယ်သလားမှတ်ရတဲ့အခြေအနေအလောင်းချင်းထက်နေဒါပေမဲ့ကျွန်တော်တို့ KIA PDF ပူပေါင်းတက်တွေဟာ ဖတ်စစ်တက်လို့မယုံမှာပါလက်နှကြအညံ့ခံခဲ့တဲ့လက်နှကြအညံ့ခံခဲ့တဲ့60ဒီ60ရဲမေတွေအပါအဝင်ခေါ်ထုတ်သွားနိုင်ပါတယ်ဗမုံမျိုးညောင်ပင်ရက်မှာ29ရက်4လ2025နေ့မှာလက်နှကြတဲ့စစ်ကောင်စီတက်မီသားစုတဲ့ရဲဘော်ရဲမေ160ကို ဘေးလို့ရခေါ်ထုတ်ပီစီသွားပါတယ် KAP ရဲ့ပူပေါင်းတပ်တွေစကားက27နဲ့ဗမော်မျိုးသိမ့်တိုက်ပွဲကိုဂျူဂျူချွန်ချွန်အာဇန်လီများပီပီတိုက်ပွဲဝင်နေပါတယ်မကြခင်ဗမော်မျိုးကိုသိမ့်ပိုက်နိုင်ပြီဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ပါတယ်ဒီချင်းနီနောက်ထပ်တရင်တစ်ခုက DNA လေးကိစ္စပြောကြရအောင် ညောင်ပိုင်းတခွင်လိလာကြီးတော့ဒီနလီတိမ့်ပိုက်ထိချုပ်ထားတဲ့မြို့တွေဒီမြို့တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်သတင်းတစ်ခုတွေ့လိုက်ရပါတယ်နမတူတို့နောင်ချူတို့မိုးမိတ်မိုးကုတ်နော်တိမ့်ပိုက်ခန့်မြို့နေတွေကနမ်စီဒီယံဝန်ထမ်းတွေဖြစ်တဲ့အုတ်ချုပ်ရင်ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖက်စစ်တပ်ကပြန်လည်စုစည်းခုံထားတယ်လို့သိရပါတယ်ပြန်လည်ဝင်ရောက်အုပ်ချုပ်နိုင်ရေးအတွက်ကိုလည်းစီမံဖို့ညွန်ကြားထားကြောင်းသိရပါတယ်အဲ့တော့ဒီမျိုးတွေကိုမန္တလေးမန္တလေးမှာအဓိကဒီမျိုးကအုတ်ချုပ်ရည်ရန်ရယာကိုပေါ့ဗျာမန္တလေးမှာတိစောက်ထားတယ်လို့ရှုမြင်လို့ရတယ် မိုးကုတ်အတွက်ဆိုရင်ထွေးဥနာဝကဒီယုံတွေယာယီယုံတွေကိုမန္တလေးမှာထပ်တိုးချက်ဖွင့်လှစ်ထားတယ်။မိုးကုတ်ဌာနဆိုင်ရာတွေကအုပ်ချုပ်ရေးပုံမှန်အတိုင်းလေပတ်ခိုင်းတာတယ်။မလာသေးတဲ့လူတွေကိုလည်းမလာမနေရပြန်လာခိုင်းတာလို့သိရပါတယ်။စစ်တပ်ဘာလို့ရှင်းနေတာလဲဆိုတော့ TNL ရေးရံမဖြစ်ကြနေတော့မဟုတ်။နောက်ချိုးကို စစ်ကြောင်းထိုးတာကိုဖျက်တော့ပိတ်ဆို့မှုတွေတစ်ဆက်လုပ်နေရတာကိုကျွန်တော်တို့ကြားသိရပါတယ်။တောင်ခမ်းကိုစစ်ဆင်ပါတော့။ပြင်ဦးလေးကိုစစ်ဝင်ပြီးမန္တလေးကိုစစ်ဆိုင်ဖို့ပူပေါင်းတပ်တွေနဲ့ချက်ချင်းမဆိုင်စီစဉ်ဖို့ကျွန်တော်၃ရက်ရှိပြောတာ။လူပဲကြော်လေပေါ်လို့အလကားပြောနေတာမဟုတ်ပါဘူး။တရုတ်ဖီအားနဲ့မင်းအောင်လိုက်ဖက်စစ်တက်ရဲ့ရွှေ့ွက်တွေကို ဘောလုံးစကားနဲ့ပြောရင်တိုက်စစ်နေပဲခြေဖြတ်နိုင်ပါလိမ့်မယ်တိုက်စစ်နေမြေပိုက်ဆုံးမှုပြည်သူလူထုထောက်ခံမှုနဲ့မြေပြင်တပ်တွေရဲ့စူးစီးမှုတပ်ပေါင်းစုကားတာလေတရုတ်ပြည်အားကိုအန်တုနိုင်မှာမို့လို့တိုက်စစ်ကိုဖွင့်တောင်မန်ဆွင့်ကမန္တလေးကိုစစ်ချီရန်ပြင်ဆင်ဖို့တုံးကရှိပါဒါတည်နေလေအကြောင်းပါ အဲ့တော့ဒီကနေ့မှာတော့ဗမော်ကရင်ပြည်နယ်တင်နယ်လီတို့တရင်တွေရှိနေပြီနောက်ဆုံးရရှိရတဲ့တရင်ကတနင်္သာရီဗျဒိနေ့တိုင်းမိတ်ကလေးဟောမိတ်မိတ်ခရစကားရည်လည်းမပြီးတော့ကျွန်းစုမှာဘတ်စစ်တရဲ့အထိုင်စခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်ပါတယ် ိုက်ခိုက်တော့ဘာဖြစ်သွားလဲဆိုတော့စစ်တပ်ကောင်ကြီးသေတာပေါ့ဗျာထုံးစံအတိုင်းပဲလေပုံမှုပေါဝင်စစ်ကောင်စီ20မတာပေါ့အသေးချင်းလဲစိုးပါတယ်တင်းသားကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့အဖွဲ့ပကဖကတိုက်တယ်လို့ကျွန်တော်တို့သိတာရပါတယ်အဲ့တော့ဝါရီရွာဝါရီရွာမှာအခြေစိုက်တာအင်အား60လောက်ရှိတဲ့ဝါရီပိန်တော်ပြီစစ်ကောင်စီတပ်စခန်းကိုမေလ6ရက်နေ့ မနက်9:00နာရီမှာလက်ပြက်ဝင်ရောက်ထိုးစစ်ဆင်ပါတယ်။ဝရပိန်တို့ခြေတန်းစစ်ခန်းဟာဘင်္ဂါမြဘုတ်ကိုခြင်းများနဲ့အခိုင်အမာတိစောက်ထားတဲ့စခန်း။နှစ်နာရီကြာကြာဒရဇက်ထိုးစစ်ဆင်ပြီးရဲ့နောက်မှာတော့ဖက်စစ်တပ်ရဲ့ဗိုလ်မှူးမြင့်ဝင်အပါဝင်20တည်ခြင်းစိုးသွားတယ်ဆိုတဲ့အကြောင်းသိရပါတယ်။လုံနေကြလုံမြဲ ဘယ်မှာတိုက်တိုက်ရှုံးနေတဲ့ဖက်စစ်တပ်ဟာတော့လုံနေကြလို့ပဲလင်းပစ်ကူတွေဘုံချဲမှုတွေစက်တနတ်တွေနဲ့ပြက်ကပ်ခဲမှုတွေရှိပါတယ်တေဝရဲဘုံမှုမြင့်ဝင်းဟာလေချောင်းရံကာဝေးတက်ကာလို့ကျွန်တော်တို့အကြမ်းမြင်သိရပါတယ်ကျန်လူတွေကတော့စကန်းကိုစွန့်ခွာထွက်ပြေးခွေးပြေးပြေးတဲ့အခြေအနေပါ ဒါကိုပူပေါင်းတပ်တွေကလိုက်လံရှင်းလင်းနေတဲ့တရင်ရှိပါတယ်အဲ့တော့ဒီကနေ့မှာအားလုံးကိုခြုံကြည့်ရင်ဗမော်မျိုးသိမ်းတိုက်ပွဲကြီးမှဒီဝိုင်းမော်မြေကြီးနာအင်းတော်မျိုးကိုတော့သိမ်းပြီးပြီပြည်ဒတ်ကစကိုဝင်လာမဲ့ညောင်ကျူးညောင်ချီတော့မှာအုံရှိပင်စစ်နေဝိုင်းကြီးတစ်ခုကပ္ပစရိပါဖြိုချပြီးပြည်ကိုစစ်မျက်နှာစိုက်နာတဲ့အခြေအနေ ဗမော့ရရင်တော့မြေစီးညာကြပြီဒါပေမဲ့မုံရွာကတော့နာမခဖို့ထိပါနိုင်ဖို့ကြိုးစားကြရအောင်လိမ့်မယ်ဒီတော့ဂျူဟာရပဲပြောပြောလက်တပြေတိုက်စစ်ဆင်မှုကြောင့်ပဲပြောပြောဒီအတာတကြံနှစ်တိကူအပြီးမှာတော့ဖစစ်တာစိမျက်နာခုနခုတက်မနေပူလာတာတွေ့ရပါလားလာရှုမျိုးကိုပြန်ပေးလိုက်ရတယ်လို့ တတိချာပြီးမှချိန်နိုင်ခဲမရနဲ့တော်လိုင်းရေးတက်တွေတတိုင်းတိုင်းနဲ့ထွက်လာလိုက်တာတာယာဝတီအုပ်ဖို့မင်းလာနော်တင်းသာကြီးဘိတ်ကရင်ကျုံတို့ကော့ရိပအန်စီဆိုတော့စစ်မျက်နှာမြောင်များစွာရဲ့စုံမက်ဗျူဟာတွေကိုအချမ်းမြင်ချကြည့်ရရင်တော့ဘကိုးရံကိုလမ်းကြောင်းပေါ်ကိုရောက်နေပြီး ရန်ကုန်မန္တလေးလမ်းဟောင်းလမ်းသစ်တွေနဲ့အတူဗမာပြည်ထိပ်ပိုင်းကချင်ပြည်နယ်မှာတော့စစ်ဌာနချုပ်မြောက်ပိုင်းတိုင်းကိုစစ်တဲထားပြီးဗမာကိုအသေးလေးတိုက်ခိုက်နေတဲ့ကျွန်တော်တို့ KIPF ပူပေါင်းတပ်တွေရဲ့တိုက်စွန်းရင်နဲ့သူလားတတိကိုတော့မြင်အောင်ကြည့်ပေးပါဒီနေရာမှာကျွန်တော်တော်လံပြည်သူတွေကို ပြောပြချင်တာကကျွန်တော်သတင်းတွေကိုကြည့်ရအခြားသတင်းတွေကိုလည်းကြည့်ကြမယ် နိုင်လဲနိုင်ချင်နေကြပြီအားပေးကြတယ်ဝင်းရံကြတယ်ကျွန်တော်တို့ကိုယ်တိုင်ဝင်ရောက်ပါဝင်တိုက်ပွဲဝင်ဖို့နီလန်းတွေကိုထပ်စင်စားပါအားပေးတယ်ဝင်းရံတယ်ဆိုတော့ပူတဲ့တော်လိုင်းရဲဘော်တယောက်ဖြစ်လာအောင်ကိုယ်တိုင်ပါဝင်တိုက်ပွဲဝင်တဲ့အခြေအနေမျိုးဖြစ်လာအောင်တလင်းလေးတရင်လေးတပုတ်စာလီတချောင်းကိုယ်တိုင်ဝင်ပြောဝင်တိုက်ဝင်ရေး ခွန်အားဖြစ်စေတဲ့ဇကားတွေနဲ့ဖက်စစ်တပ်ဘက်ကစစ်ကောင်စီဘုံမာတွေရဲ့ channel တွေကို report ထုတ်တာမျိုးတွေပြင်းပြင်းထန်ထန်ပြန်လဲတုံ့ပြန်တာမျိုးတွေဆဲဆိုဖို့မဟုတ်ဘူးချက်နဲ့လက်နဲ့ခိုင်ခိုင်မာမာစနစ်တကျစူးစူးစီစီတိုက်ပွဲဝင်နိုင်တဲ့အခြေအနေတရက်ကိုတပြေးပြေးချင်းပေါ်ဆောင်ကြရလိမ့်မယ်စကားမဆက်ကြားဖြတ်ပြောချင်တာက Federal ဒီမိုကရေစီနိုင်ငံတော်သစ်စီတို့ဆိုတဲ့ရည်မှန်းချက်ကိုတတိယတော်လို့ပါလီကုန်ပိုင်းလေးအဲ့တော့ရှစ်ပြည်နယ်မူဆိုတာလဲကြားဖို့ပါတယ်ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းလို့ပါအမျိုးစုံဖက်ဒရယ်ပြညာပေါ့ကျွန်တော်ဒီနေရာမှာတွေးမိတာလေးတခုကတိုက်ပွဲတွေတိုက်ပြီးလို့ကျွန်တော်တို့အောင်ပွဲတွေရသွားရင်အခုလက်တွေ့မြင်နေရတဲ့အခြေအနေတခုကရန်ကုန်ဖက်ဒရယ်ယူနစ်မန္တလေးဖက်ဒရယ်ယူနစ်ပဲခူးဖက်ဒရယ်ယူနစ်စကိုင်းဖက်ဒရယ်ယူနစ် မတိုင်းနယ်ပြည်နယ်14ခုမှာဖက်ဒရယ်ယူနစ်14ခုလားဒါဆိုရင်တော့ဥနေဝင်ကျွေးခဲ့တဲ့ဂျင်းအတွေးခေါ်ကမလွတ်မြောက်သေးဘူးလို့ကျွန်တော်တိတိကျကျယူဆပါတယ်တိုင်းနယ်ပြည်နယ်14ခုမှာတိုင်းခုနှစ်တိုင်းကဗမာတိုင်းလေပြည်နယ်ခုနှစ်ခုကအတိုင်းအတာတစ်ခုချင်းစီကိုကိုစားပြုတယ်ပဲဒါပါတော့အရင်ကဗမာတစ်ချက်ကရင်တစ်ချက်ဒါပေမဲ့တိုင်းခုနှစ်တိုင်းရှိတဲ့အတွက်ဗမာက တခါဆိုရင်ခုနှစ်ချက်ကင်ရင်တစ်ချက်ရှမ်းတစ်ချက်ဗမာတစ်ချက်ပါဒါပေမဲ့ဗမာကအတိုင်းခုနှစ်တိုင်းရှိတော့ခုနှစ်ချက်ရှမ်းကတစ်ချက်ဒီလိုတော့နားလဲပါလဲလက်တလုံးချားတွေရက်ကြပါတော့ဗမာပြည်နယ်များဗမာလူမျိုးစုဗမာတိုင်းများရဲ့ Federal Unit တခုတိုင်းသားအားလုံးရဲ့ Federal Unit တခုစီနဲ့ဒီပုံစံနဲ့ပဲ Federal ကိုတွားလို့ရပါလိမ့်မယ် တိုင်းခုနှစ်တိုင်းဖက်ဒရယ်ယူနစ်ခုနှစ်ခုရှမ်းကဖက်ဒရယ်ယူနစ်တစ်ခုကချင်ကဖက်ဒရယ်ယူနစ်တစ်ခုမွန်ကဖက်ဒရယ်ယူနစ်တစ်ခုကရင်ကဖက်ဒရယ်ယူနစ်တစ်ခုဆိုတိုင်းခုနှစ်တိုင်းကဗမာခုနှစ်တိုင်းအနေနဲ့ဆိုတော့တိုင်းသားတွေကအများရန်ရှုံးနေမှာပါမဲခွဲခဲ့ရင်ပြောတာပါတရားစတာခွဲဝေမှုနဲ့ဘတ်ဂျက်ငွေကြေးဆိုင်ရာခွဲဝေမှုကလည်းဖက်ဒရယ်ယူနစ်ခုနှစ်ခုဆိုတဲ့တိုင်းခုနှစ်တိုင်းကခုနှစ်ချက်ရပြီးရှမ်းကတစ်ချက်ရမယ်ကရင်ကတစ်ချက်ရမယ်တိုင်းခုနှစ်တိုင်းဖက်ဒရယ်ယူနစ်ခုနှစ်ခုကခုနှစ်ချက်ရမယ် ာဟာမျှတတဲ့ Federal ပုံစံမဟုတ်ပဲဥနေဝင်ကျွေးခဲ့တဲ့ဂျင်းတိုင်းနဲ့ပြည်နယ်14ခုအရွယ်တူချက်ပြူ14လုံးဆိုရဲဟောင်းမန်းဆွေးမြေ့ပြီးတိုင်းသားတွေကိုအနိုင်ကျင့်ခဲ့တဲ့အတွေးခေါ်တွေကိုချက်တန်းကရက်ပြီးစစ်မှန်တဲ့ရိုးသားတဲ့တည်သူဒီမိုကရေစီစစ်စစ်နဲ့စစ်မှန်တဲ့ဖက်ဒရယ်နိုင်ငံတော်တစ်ကိုတွားဖို့ သစ်သစ်သောတွေးခေါ်တွေနဲ့အသစ်သစ်သောစုဖွဲ့မှုပုံစံတွေနဲ့စည်ရင်နိုင်ငံရေးပေါင်းဆက်စွပ်ဖက်မှုကင်းသောပေါင်းဆက်မှုနဲ့အထွေထွေဒိုးစစ်ဆိုတဲ့စကားလိုပဲတပ်တွေအထွေထွေဒိုးစစ်ဆိုတာတက်အထွေထွေဒိုးစစ်လို့ဆိုတဲ့အတွက်တရင်ဝါရဖြန့်ချီတန်တမန်ကြီးစီဝါကြီးဗန္နာကြီးလူမှုကြီးလက်နက်ကင်တော်လန်ရေးမှတည် အောင်ဝဲစီတို့အတွေ့ကော့တဲ့နီနာတဲ့ပုံစံတဲ့ယောသားမှုအပြည့်နဲ့ကြီးကပ်ပြီးအားလုံးအတူတကွပေါင်းစည်းကြခြင်းတော့စစ်အာဏာရှင်စနစ်နဲ့စစ်အုပ်စုကိုကျွန်တော်တို့မျိုးဆက်မှာအမြင့်ပြတ်ချိန်မုံနိုင်လိမ့်မယ်လို့ခိုင်ခိုင်မာမာရှင်းကြည်ပါတယ်လို့ပြောရင်ယောသားပွင့်ရင်ကြရပါ အတွေးကောဟောင်းနေဆွလုပ်ပြီးစနစ်သစ်စီကိုအတွေးကောတင့်နေရှင်ဖတ်ချင်းအကြောချင်းကတ်ကအတူခြေတက်ကြမယ်အောင်ဝဲကိုရှိုင်းကြအောင်ဝဲရရင်နဖေးဆိုင်အတူထိုင်ကျွန်တော်ကတော့ပေါ်စိန်တော့ဖြစ်ပါတင်ရတော့ဒီကပါအားလုံးကိုဂျေဇုတင်ပါ